အာရှတရဲ့တနေရာမန္တကယ်ဖွံ့ဖြိုးဆဲတိုင်းပြည်တပြည်ရဲ့ရွာမြို့တော်နဲ့ကီလိုမီတာ60ခန်းဝေးတဲ့နေရာဝေးပြေးလမ်းမကြီးရဲ့ပခုံးပေါ်လေးတိုက်ရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ရွာအာရှတရဲ့တနေရာလို့ဆိုပါစို့အဲ့ဒီရွာရဲ့အထမမြောက်တိုင်းခန်းတစ်ခန်းထဲမှာအင်ဒိုနီးရှားလူငယ်၄ယောက်နှစ်ယောက်ကညီကိုဘင်္ဂလားဒေ့လူငယ်၁ယောက်ပြီးတော့မအားလို့၂ယောက်ဒရနာပရိတ်ကိုရန်ဂျန်ရော့ဒချင်းဂျင်းမောင်းမီ ဝါယာကျိုးခွေများနဲ့အမျိုးမိမသိလောင်ဝင်းကန်းနှကောင်တိုးတိန်ထူထောင်လို့နေကြသူတို့ဘဝတွေဟာရှေးတောင်အာရှကျုံးတွေဘဝကျန်းတဲ့ပစ္စည်းပစ္စည်းတွေနဲ့ခက်စစ်စင်တူနေရဲ့နာယီဆက်တန်ကြောင့်လင်းင်းနဲ့တင်းတဲ့ secret ကိုဖွာရှိုက်ဂျက်ကွာကားတစ်စီးရဲ့နောက်ကိုပြေးလိုက်သွားတဲ့စိတ်မှုတွေတဘာဝကြပါလေလေစားတော့ဆိုင်ရအပြန်လမ်းဘေးအများဆုံးဖုံးကနေကိုတိုင်းပြည်ကိုဖုံးဆက်သူဆက်တိုက်ပေါ်ပြန်တက်ပြီးရေဒီယိုနားထောင်သူနားထောင် နေ့လေကတွေ့ခဲ့တဲ့ပေါန်တန်ဖြူဖြူနဲ့တရုတ်မာလီကိုစိတ်ကူးရင်သူရင် အာမချင်းခံလိုက်ရတဲ့ဖိလစ်ပိန်အိမ်ပေါ်မာလီအတွက်ဂျူနာတတ်တူတတ်နေရပြန်ဖို့ခံ BNN နေအတွက်စိတ်မကောင်းဖြစ်သူဖြစ်ဖျားဝိပြုသူကပြုတမာယိုးချလူဖွဲ့စည်းငယ်လေးပါပဲနေ့စဉ်နဲ့အမျှကျွဲလို့နွားလို့လို့လို့ရအခက်မသိရင်ခွေးစီဝတ်တီတည်သွားကြမဆိုင်လာတဲ့စင်ရွင်တွေကခုံထွက်ဖို့လူရဲ့ကြိုးစားရင်းအာရှတံမိုးဆိုတာပါလေဘေးဝန်းထုတ်ရင်ခြေခွဲရပြန် တရားမဝင်အလို့သမားတဲ့အာရှကြားတွေထွားချိုင်းဖို့အရေးမှာခိုင်းလားတကောင်လို့လှူအားပေးခဲ့တာကိုပဲဂုဏ်ပြုရမလားအာရှတိုက်ကြီးကတော့အပြိုပေါက်တယောက်လို့ခြေသဂျပန်ဥရောပနဲ့အမေရိကကိုမျက်စပြစ်နေလေရဲ့ပြန်လဲစမ်းစစ်ကြည့်တော့ငါတို့ဟာစိတ်ယုံတယုံဖြစ်နိုင်ရဲ့ငါတို့ဟာကုမ္ပဏီတစ်ခုမဖြစ်နိုင်ရဲ့ငါတို့ဟာဘန်တိုက်တစ်ခုမဖြစ်နိုင်ရဲ့ငါတို့ဟာဈေးကွက်တစ်ခုကိုမဖန်တီးနိုင်ရဲ့ငါတို့ဟာဈေးပေါ်တဲ့ကုန်ကြမ်းတွေသာဖြစ်တယ် အာရှတရဲ့တနေရာမှာစတိကံဘဝများစွာငါတို့ဟာငင်းငင်းကြီးကိုမရနိုင်သေးပါဘူးကွာငါတို့ရဲ့ဘဝကဘာမှမတည်ချာလားအဲ့ဒီလိုမတည်ချာမှုတွေတဲကပဲတည်ချာတဲ့ဘဝကိုတိဆောက်ယူရတာတို့လူသားတွေရဲ့မွေးရပါတောင်းဝန်တွေမဟုတ်လားဝကြွေလည်းဖြစ်နိုင်ရဲ့အခုမှငါရဲ့ကိုပိုင်ကောင်းငင်မှာကြေအောင်မိန်ပြပြမြင်ရုံပဲရှိပါသေးရဲ့တခါတလေနိုင်ငံဘဝကကမ္ဘာမြေပေါ်ကိုကြည့်ရင်ငါလွမ်းနေမိရဲ့ငါလွမ်းနေခဲ့တာပီဇာနဲ့ဟမ်ဘာဂါတွေကိုမဟုတ်ဘူး ဟာရော့ကပ်ဖီကိုမဟုတ်ဘူးနိုင်ငံကူးလက်မှတ်လို့အမည်ရတဲ့ဝီစကီပလင်းလှလှကိုမဟုတ်ဘူးအောက်လက်မှတ်တွေနောက်ကိုရှောက်လိုက်နေတဲ့ဂျွန်တဂျွန်မဟုတ်ဘူးမီရှယ်ရိုးဆိုတဲ့ရုပ်ရှင်မင်းသမီးကိုမဟုတ်ဘူးငါလွမ်းနေခဲ့တာကန်ခေပင်မဲ့ချစ်စရာကောင်းနေတဲ့တိုင်းပြည်တစ်ပြည်ကိုပါဒေပြင်းထန်တဲ့ကမ်းခြေကငါရဲ့ခြေတန်းရှင်အိမ်လေးကိုပါအမျိုးသားနိုင်ငံသားမှလေးဆိုပြီးရက်ွက်ထဲမှာတချို့ဇနီးမယားတွေပါဇက်ရတာခံရတာမျိုးအတွက်နေတော့ငါဒီနေရာကိုဘယ်ထွက်လာပါမလဲမိဘဖောက်တွေရှင်းနေစင်မှာ အဆင်ပြေပြေအကျွေးကင်းကင်းရှိနေစေချင်တာအတွက်ငါဆန္ဒတွေကိုကွန်ပြတ်ခဲ့ရတာပါမိသားစုနဲ့အိမ်ကိုခွဲခါခဲ့တငယ်ချင်းနေတဲ့အတိုင်းပြည်ကိုခွဲခွာခဲ့အဲ့ဒီအတွက်ရမယ့်စုလတ်ဟာစင်ဘူးကချိန်တန်မျိုးတော့မဟုတ်တန်ရအတမတက်နေတဲ့လက်နဲ့ပြက်ကရင်ပေါ်ကနေတွေကိုရေးတွက်ရင်းဒေးမြန်နေမြင်အိမ်ပြန်ကျင်တယ်လို့ညီမိဒါပေမဲ့သူဝနာရှံမဟုတ်တော့အခုတော့အရှကြားတွေရဲ့ပါဇက်ထဲကအမဲသားတစ်ဖက်တော့ကြညက်ခင်ခွင့်လွတ်ပါဒါဟာဒန်နာယူမဟုတ်ဘူး အာရှတရဲ့တဏီယာကမြုံနေရဲ့အနာတွေပါရှင်းနေရဲ့အနာတွေပါတတန်း